ရိသက်များအားလုံးပဲမင်္ဂလာပါရှင်။တက်ထိတ်ရဘိုပရလောကဇလံတွေကိုမှနားဆင်လို့သူများအတွက်ကျမတို့ရဲ့ BMS Channel ကနေကြိုဆိုလိုက်ပါရယ်။ BMS Channel မှာတင်ပြပေးမိတ်ဇလံလေးတွေကိုနားဆင်ဖို့အတွက်လေ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့ဇလံအစ်တွေတင်နိုင်မှသိရှိနိုင်လေဘေးနားနုတီခန်းလောင်းလေးကိုနှိပ်ထားပေးခဲ့ကြပါရှင်။ဒီကနေ့ကျမတင်ဆက်ပေးသွားမိတ်ဇလံလေးကတော့စာရင်းသူရှင်မင်းကမ့်ဘလူရေးသားထားတဲ့ ဖွားမင်စိန်နဲ့မတတ်တဲ့အိမ်ဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားတော်တာဆင်ပေးကြပါအောင်ရှင်။ကိုကြီးတို့ဓာတ်ပဲသွားမလို့တော့။တစင်ကိုကိုင်းပြီးခြေလန်းကျဲကြီးဖြစ်သွားနေရဲ့မောင်တို့ရွာလေးနိုင်စော့ကစားနေရဲ့နန်းချိုင်မေးလေ။နန်းချိုင်ဘယ်သွားရမှာလဲ။ကိုကြီးတို့ကလဲတဲ့တခွားတီသွားခုမလို့။ဘယ်လဲရတခွားတီကိုများသွားခုမလို့လဲ။နန်းချိုင်တို့ကလေးတတိုက်ကစော်ကစားတာစိတ်မဝင်စားတော့ဘဲမောင်တွင်းကိုတောင်ဝိုင်းကြည့်နေခဲ့ကြတယ်။ဟာ ငါလေပေါ်နန်းချန်ရဲ့ဤပြောမှာငါသူများလေရတခွားတူတော့ခုမှကြလို့ဟာကျုံမမတိရကိုကြီးတို့လို့လေဟာပဲရီပဲစိုက်ထားဆို တနေ့အရင်အောင်အိမ်ဟုတ်လာပြောသွားသည်ရဲ့လေအခုတခွားပဲကင်းနဲ့မှာကျဲထားတာဟာနင်တို့လိုက်ချင်လိုက်ခဲ့ကြတခွားဒီမဲ့ရန်ကြွေးမယ်ဟာဟေးတကယ်နော်ကျုပ်တို့လိုက်မယ်နော် ကိုကြီးတို့နန်းချိုင်တို့လည်းတခွားတိမဲ့စားရမည်ဆို၍လေတော့ကိုလိုက်ဖို့ဖြစ်သွားခဲ့တယ်။ကလေးတွေဒါအပင်လဲ လဲတော်လိုက်ဖို့ပြင်နေတဲ့နန်းကြိုင်တို့စီရှင်ညွန်ရောက်လာခဲ့တယ်။မမအတော်ပဲမမအတူတူလိုက်ခဲ့ပါလား။ဘယ်သွားကြမလို့လဲမမညီမလေးကိုထမင်းစားဖို့လားခေါ်တာ။ဘဲရမှာလဲငါဘာသာတခွားတီသွားခုမလို့ဒင်းတို့ကစစ်လားစီလားနေဟ။အဲ့ဒါနဲ့တခွားတီမဲ့စားခြင်းလိုက်ခဲလို့ငါခေါ်လိုက်။မောင်တို့စကားကြောင့်ရှင်ညွန်သဘောပေါက်သွားတယ်။တခွားတီဆိုအတော်ပဲကြုံလဲလိုက်ခဲ့မယ်။ဒီနေ့အကြီးကငပိအေးကြိုးထားတာကျုပ်တို့တို့မြုပ်လို့စားရတာပေါ့။အေးဒါဆိုလိုက်ခဲ့ကြပါ့။ ရှင်ညိုတို့လည်းမောင်တို့နဲ့အတူလယ်တော်သို့လိုက်လာကြ යි လီပူလာတော်လဲလီလီယာတဖြူဖြူတိုက်နေရကြောင်းအမောပြေရဲဟဲ့ခွေပြန်မဆိုလိုက်လာသေးရဲ့ပီထူးနဲ့ဆိုအောင်ကခွေကိုကဲများဖြစ်ပေါပြီးမောင်းထုတ်နေကြတယ်။အုံခုံရောင်ခွေကြီးကလည်းကလေးတွေနဲ့ကဲများကိုရှောင်ရင်အတူလိုက်လာခဲ့ပြန်တယ်။ကလေးတွေဘာလို့လက်စော့နေကြလဲ။ရှင်ညိုကခွေကိုကဲဖြစ်ပြစ်နေသည်ကိုမြင်တော့ပီထူးတို့ကိုမှန်လေ။မမရှင်ညို ဖုံးညိုကကျုပ်တို့နောက်ကိုလိုက်နေလိုပါဗျာဒီကောင်းညာနေရတကလိုက်ချင်တာဗျဖုံးညိုဟုတ်လားဒီခွေးရပေတိုးတို့ခွေးလားမဟုတ်ပါဘူးဗျာကျုပ်တို့ကောင်းရင်အရာ လေးလေးအောင်ကြီးခွေးဗျရှင်ညိုကခွေးကြီးကိုစိုက်ကြည့်လိုက်တယ်ခွေးကြီးကကလေးတွေကိုခင်းနေပုံရတယ်ဒါကြောင့်လဲကလေးတွေသွားရနေရတိုင်းအတူလိုက်နေခြင်းဖြစ်တယ်နေပါစီကွယ်သူလိုက်ချင်လိုက်ပါစီလို့ရှင်ညိုကပြောလို့တော့မှပေတိုးတို့လည်းခွေးကြီးကိုခဲနဲ့ထပ်မပြတ်တော့ပဲအတူလိုက်စီရောတယ် ဒီခေတ်မဲ့ဟေးကလေးတွေတခွားတိတိချာရှာကြနော်ကျွတ်တော့ဒီဘက်ရှာမယ်ဘဲခင်တဲ့၌တခွားပင်ကျဲထား၍နွယ်ပင်ဖြစ်တဲ့တခွားပင်ကလည်းမြေပြင်၌ကပ်ပြီးပေါက်နေခဲ့တယ်ထိုဘဲခင်ထဲမှာရှင်ညိုတို့လည်းတခွားတိရှာကြတော့ကျွတ်တို့ဘက်မှာနှလုံးတွေ့ရဲ့အတွဲလိုက်ပြငါဘက်မှာလည်းပေါ့ကွာတခွားတိတွေအလုံးလာတယ်ဟရှင်ရှင်မြမြတခွားတိတို့ကိုမောင်တို့ကဒစင်ဖြစ်ခူးနေသလိုရှင်ညိုတို့ကတော့လက်ဖြစ်အညာမကင်ကခူးနေကြရတယ် ခဏကြာတော့မောင်တိုးတို့ရဲ့တောင်းလေးထဲမှာတက်ခွာသီးများပြည့်သွားလေရာတော်ပြီဟေ့ရွာထဲလဲဝေးဖို့ရပြီမင်းတို့လည်းခွဲယူလို့ရတာပေါ့တယောက်နှလုံးမဲ့ပြီးပါဗျာကျုပ်တို့နေတွေမှာလဲပေါ်ပါရဲ့အေးနေအောင်ဟေ့ဒီမှာတက်ခွာသီးကပုံနေရဲ့သူများခုမှစိုးလို့ထင်နေအလုံးဝအကြီးကြီးပဲကွာဟုတ်လားကြည့်ရအောင်မောင်တိုးအော်ပြောတဲ့ကြောင့်ကလေးတွေကမောင်တိုးနာသူရှောက်သွားကြတယ်တက်ခွာတွင်များကြား၌အလုံးလလတက်ခွာသီးကြီးကိုမြင်တော့ကလေးများသဘောကျနေခဲ့ကြတယ် တခွားသည်မဲ့တော့စားရပြီဗျ။စားကျင်စားလို့ရတာပေါ့။ကဲလာလာဟိုဘီအောက်မှာပဲခွဲကြွေးမယ်ကွာ။မောင်တို့ကတခွားသည်ကိုခုပြီးအပင်အရေးစီတို့သွားလျော့ပေတိုးနဲ့ဆိုအောင်ကတခွားသည်တောင်းကိုအတူတူကုသေးရင်မောင်တို့ရဲ့အနောက်မှာလိုက်လာကြတယ်။ရှင်ညို့လာလီဟာအပင်အောက်သို့ရောက်မလာသေးတော့ရှင်ညို့ကိုမောင်တို့ကလှမ်းခေါ်လျင်ရှင်ညို့ကတော့မလန်မကန်နိုင်မြေကြီးများကိုအသိအတန်ရှက်ထုံနေတော့ခွေးကြီးကိုသာစိုက်ကြည့်နေခဲ့။ ကြည့်ရတာဖုန်းညိုကြက်တွင်းတွေ့ပြီးထင်နေမောင်တိုးကတခွားတီကိုချပြီးထားကြည့်လျော့ကလေးများလည်းမောင်တိုးနီးတူကြည့်ကြတယ်ပေတိုးနဲ့စွာငားနဲ့တူလိုက်ခဲ့ကြကွာနန်းကြိုင်နဲ့ပေါက်စာတော်နေခဲ့ကြအောင်မောင်တိုးကပေတိုးတို့နှစ်ယောက်ကိုခေါ်သွားတယ်ဖုန်းညိုကလည်းမြေကြီးများကိုရက်ထုံရင်းမောင်တိုးတို့တခွခုပြောနေတကယ်တော့အဆက်မပြတ်ထိုးဟောင်နေခဲ့တယ်ဂဲကောက်ကွာဖုန်းညိုဒီလောက်ရက်ထုံနေရကြွက်တွေထွက်ပြေးလာမှာပဲပေတိုးအနားမှာအပေါက်ရှိသေးလားထပ်စစ်ကြည့်ပါအောင်ကွာ ပေတိုးနေဆိုအောင်ကအနာရှိမြေကြီးခဲမြောက်ကောက်ယူရင်းကြွက်တွင်ရှိမရှိရှာကြတယ်။ကိုကြီးတို့ကြွက်တွင်မဟုတ်ပဲမွေတွင်ဖြစ်နေအောင်မယ်နော်။ကြွက်တွင်ကြီးပါဟာပြီးအောင်မွေတွင်ဆိုရင်လည်းမပူနဲ့ရှင်ညူ။လေးလေးအောင်ကြီးခွေကမွေစိတ်ပြီးရဲ့ဟ။မွေစိတ်ပြီးရဲ့အေးရှင်ညူကမွေစိတ်ပြီးသည်ဟု၍စက်မေးချင်တော်လဲ။မောင်တိုးတို့ကကြွက်တွင်ထွက်ပြေးပြီဆိုတာကြောင့်အာယုံများနေကြတာမမေးတော့ပဲ။တခွားတိမဲ့ကိုသာခွဲပြေးနေကြတော့တယ်။ ထွက်လာပြီပြို့ကျုပ်ဘက်ကတော့စိတ်ချမလွတ်စေရကို့ဘာသာကိုတာဝန်ယူကြငါဘက်ကတော့စိတ်ချပါကွာကဲဟာဝါဖိုင်းမိုင်းလဲကြွက်ကြီးနှစ်ကောင်ကမောင်တိုးတို့လက်ချက်ကြောင့်တီကုံကြလိပြီဒီနေ့ရောလဲကြွက်ကြော်စားရအောင်ပဲကွာမင်းတို့လည်းငါ့အိမ်လိုက်ခဲ့ကြပေါ့လိုက်မှာပေါ့ဗျာဒါမျိုးတော့ဘယ်လွတ်ခံမလဲမောင်တိုးကလဲကြွက်ကြီးတွေကိုအမီးမကိုင်ကမြောက်ကြည့်ရင်သဘောကျနေခဲ့တယ်ကဲကြွက်တွေပေးချပြီတကွာတိမယ်လေးစားကြပါအောင် စားရမှာပေါ့အမလီချိုချက်ပြဟုတ်ပါတခွားသီးမယ်လေအမောအပြည့်ချက်ပြိုပေတို့တော့ကကြွမိထားကြောင်ပျော်ရွှင်နေကြတယ်ရှင်ညိုခွဲပြီးထားတဲ့တခွားသီးမယ်များကိုအပတရစားနေကြတယ်ကိုကြီးတို့ကြုံမေးပါအောင်မင်းအစိုးရဒီခွေးကြီးကမွေစိတ်ပြီးရဆိုအဲ့ဒါဘာကိုပြောရလဲဘုံညိုဒီကသူ့ရဲ့တာဝန်ပြီးသည့်အလားကလေးရီရဲ့အနေနဲ့ခွေးကလှဲနေခဲ့တယ်ရှင်ညိုကလည်းဘုံညိုအကြောင်းသိကျင်တာကြောင့်မောင်တို့အမေလေးရဲ့ ျုပ်နှမတော့ဒီခွေးအကြောင်းစိတ်ဝင်စားနေပြီထင်တယ်။ပြောပြပါမယ်ဟာ။ဒီလိုဟာဘုန်းညိုကငငယ်လေးကနေကသူ့ရှာမှာဆက်တွေအတက်လိုက်ပါလာခဲ့တာ။ရှာတယ်မကအောင်နော်။အာကောင်မှာပါဆက်တွေကအတက်လိုက်ပါလာ။အဲဒီလိုခွေးမျိုးရှာတယ်လို့လူကြီးတွေကပြောတာတော့ကြားဘူးတယ်ဟာ။အကောင်တထောင်မှာတော့တကောင်ရှိဖို့ခက်တယ်တဲ့လေ။အဲဒီလိုခွေးကလီလီအောင်ကြီးတို့အရာခွေးမရမွေးခဲ့ရပါဟာ။ဒူဒူဆန်ဆန်မွေးရော်လေတကောင်ပဲမွေးတာဟာ။ဘုန်းညိုလိုခွေးမျိုးမွေရီကတိတ်ကြောက်တာတဲ့။ ဘလောက်ပဲအစိတ်ပြင်းတဲ့မွေးဖြစ်ဖြစ်ဖိုးညိုသာလှုပ်ပေးလိုက်စမ်းဖိုးညိုကြိုက်တယ်လို့မွေးစင်စင်သိတယ်ဆိုပဲဒါဆိုဖိုးညိုမွေးရီကြောက်ပြီးမကြိုက်ရဲဘူးပေါ့လို့နန်းကျန်ရနားထောင်နေရင်မှ ဝင်ကာမေးလိုက်တယ်အဲလိုပြောရမယ်ဆိုပေမဲ့မွေးရလေသူ့အသက်ပေကိုကာကွယ်ပြီးကြိုက်မှာပဲငါနှမရဲ့ဒါပေမဲ့ဖိုးညိုလို့ခွေးရမသိဘူးအင်မတန်အစိတ်ပြင်းလာမွေးစိတ်မျိုးဆိုရင်တော့ဥပမာဟာငန်းတော်ကြလို့မွေးမျိုးဆိုရင်အဲ့ဒီမွေအကြိုက်ခံရတဲ့ကြိုက်တဲ့နေရာရောင်ရမ်းနိုင်တယ် ဒါတော့ဟုတ်တယ်ဗျပြီးခဲ့လားဖုန်းညုံမျက်နှာရောင်နေရကျုပ်ကတော့အနာပေါက်နေရလားဆိုပြီးလေးလေးအောင်ကြုံမေးကြည့်တယ်ကျုံမေးရောလေးလေးအောင်ကြီးကမင်းတို့ကောင်ကြီးငန်းတော်ကြားနဲ့တွေ့ရဟေးလို့ပြောသေးရဗျအဲ့ဒါကိုကြီးတို့ပြောတယ်လို့ငန်းတော်ကြားကြိုက်လိုက်တာနေမှာပေတူစကားကိုမောင်တို့ကပြုံးပြုံးကြည့်ကောင်းနေတယ်ဟုတ်တာပေါ့ငါလည်းအဲ့ဒီတော့ဒီကောင်ကြီးရောင်ရမ်းနေရတွေ့လိုက်တယ်လေးလေးအောင်ကြီးပြောပြလို့မင်းတို့တွေပြန်ပြောပြနိုင်တာပေါ့ကွာ မောင်တို့ပြောပြအကြောင်းရှင်ညိုလဲဖုန်းညိုအကြောင်းကိုတည်သွားခဲ့တော့တယ်။ကဲအချိန်လဲကြာပြီဆိုတော့ပြန်ကြဆိုဟိပေတိုးတို့ကကိုရင်အိမ်ကိုလိုက်ခဲ့ကြအောင်ပါမလား။လိုက်မှာပေါ့ဗျာကြွကြော်စားရအောင်မယ်လေ။ကြွေးမှာပါကွာဟိုညီမရောလိုက်ကြအောင်မလား။နေနေကျုပ်တို့ကတခွားတည်းယူပြီးအိမ်ပြန်တော့မယ်။ခုတော့အကြီးတို့ကမျောနေလောက်ပြီးထင်နေ။အေးအေးတခွားတည်းကိုညီတို့လိုချင်တဲ့လောက်ယူသွားကြ။အကြီးကိုလည်းပြောလာအောင်။ညနေကျရင်ငပိရဲ့ဒီပကံလောက်လာယူအောင်မယ်လို့ ငါအရင်ကပြီဆိုတိတ်ကြိုက်တာဟာအမလီအရင်ချက်လဲကြိုက်ဟိုလူချက်လဲကြိုက်ဒီလူချက်လဲကြိုက်နေကိုကြီးတို့မကြိုက်တာဘာရှိသေးလဲရှိပါရဲ့ဟာရွာနောက်ပိုင်းကအရင်ထူလဲရလေလူဝကြီးရလဲခက်တူတူချက်ပြန်တော့လဲထပိန်ဆောင်နှက်တွေညစ်ချနဲ့ငါတော့တိတ်စိတ်ညစ်တာပဲတော်ပါသေးရဲ့အကြီးတို့ငါမိမတို့ကတိတ်အတန်ကြိုက်တဲ့ဟာရီမလို့မောင်တို့စကားကြောင့်ရှင်ညုံနဲ့ကလေးတစ်တိုက်ကတဟားဟားရဲကြလေရဲ့ကဲကဲကျုပ်တို့ပြန်နှစ်တော်မယ် ရှင်ညဝကတကွာတီတချို့ယူပြီးနောက်နန်းကြိုင်နဲ့ပေါက်ဆောင်ခေါ်ကပြန်လာခဲ့တော့တယ်။ဘိုးညိုကတော့မောင်တို့တို့နဲ့ကြံနေရစ်ခဲ့တယ်။မမရှင်ညိုကျုပ်လည်းအိမ်မှာနေခဲ့တော့မယ်နော်။အေးအေးအေး။ရွာထဲရောက်တော့ပေါက်ဆာမှာဆက်မလိုက်လာတော့ဘင်းသူ့အိမ်သို့ပြန်လျက်ရှင်ညိုနဲ့နန်းကြိုင်တို့အိမ်ကိုပြန်ရောက်လာလျော့သူတို့ကိုခါကြီးထောက်ပြီးဆောင်းဆိုင်နေရဲ့ဒေါ်ဝင်းနဲ့စုံလျက်။သွားခေါ်ရတဲ့သူရောသွားစောရတဲ့သူရောပြန်လာကြတည်ရဲ့နော်။ကျုပ်ပြေပိုက်စာဥရီုံနာလို့ ਈ ။ ညီတို့နော်မပြောချင်ဘူးတုတ်တူကကိုကြီးတို့နဲ့တခွားတိလက်ခူးနေလို့ပါအကြီးရဲ့စားရင်လဲစားနေတာမဟုတ်ဘူးတော့ဩကျုပ်ကစားနေနိုင်ပါမလားအေးကဲကဲလက်စေးကြဟုတ်ကဲ့ကြီး အဖရောအတူတူစားမယ်မလားရှင်ညိုကကုတ်ပြေခင်းလိုက်ထားပြီးဆဲလိတောင်းနေရဲ့ဖွားမေစင်ကိုမေးလိုက်တယ်ဖွားမေစင်ကပြုံးပြီးဖွားကညီတို့မဆောက်နိုင်လို့စားနေပေါ့အေးစားကောက်ပါရဲ့သွား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 စားကြတော့ဟုတ်ကဲ့ဖွား ရှင်ညိုလည်းယူလာရဲ့တကွာတိမြောင်ရေးစိကမိဖို့တည်းရှိ ထမင်းဝိုင်းစီသွားတော့တယ်။ထိုနေ့ကရှင်ညိုတို့ထမင်းဝိုင်း၌ငပိရဲ့အတူအမြုံရှင်မဟင်းနဲ့ကျဥ်ကြောင့်လေးကားပင် စားလို့မြင်နေကြတော့တယ်။ထမင်းစားတောက်လို့ပြီးချိန်မှဖောမိတ်တင်ရှိလာတော့ကျုပ်တို့ကဧည့်သည်တွေပါ။ရှိတယ်အေးဝင်ခဲ့ကြ။အဲ့တဲ့ရီဆိုတာကြောင့်ရှင်ညိုတို့ပင်မိဖို့ထဲမှထွက်လာခဲ့ကြတယ်။အသက်အပြည့်90ကျော်အရွယ်အမျိုးသမီးကြီးနဲ့အသက်30ကျော်အရွယ်အမျိုးသမီးတူတို့ ဝိုင်းတဲ့တော့ဝင်လာခဲ့ကြရင်ထိုင်ကြအိကျုပ်တို့ကဖွားမယ်စင်မယ်ညီတို့ကဘသူတွေလဲအိအဲ့တဲ့တွေကကုပြစ်ခင်တိုင်းဝင်ထိုင်တိုင်းဒေါ်ဝင်းနဲ့ရှင်ညိုတို့ညီအမလည်းကုပြစ်ပင်ရှိထန်းလက်ခုံများ၌ထိုင်ပြီးအမျိုးသမီးတွေပြောလာမယ့်စကားကိုသာနားဆွေနေခဲ့ကြရင်ကျုပ်နဲ့မယားမမြင်မှာဒါတော့ကျုပ်သမီးသူစားတဲ့ကျုပ်တို့ကပူကင်းရွာလာခဲ့ရပါဩပူကင်းရွာသူတွေပဲအေးအေးပြောပါဦး ညီတို့ဘာအကြောင်းများရှိနေလို့လဲအကြောင်းရင်လို့ပဲပြောရမလားအပူရင်လို့ပဲပြောရမလားမသိတော့ပါအမေကြီးရဲ့ကျုပ်တို့ဖြစ်စားမဝင်အိတ်မပြောတာယောဂကြီးလို့ဖြစ်နေရပါဟေးဘလို့ကြောက်များလဲကျမ်းမာရေးများမကောင်းကြလို့လားအိတ်အဲ့လိုမဟုတ်ရပါအမေကြီးရဲ့အမေကြီးနားရှင်းတော့ကျုပ်တို့ဖြစ်သမျှပြောပြပါစီပြီးမှအမေကူညီပေးနိုင်မပေးနိုင်ကျုပ်တို့ပြောပါတော့လို့ဒေါမီးယားဖွားမိန်စင်ကိုပြောလိုက်ရဲ့ဖွားမိန်စင်ကလည်းမျက်နာမကောင်းလာတဲ့ ဒေါမင်းတို့သားအမိရဲ့ပုံစံအကဲခန့်ရင်သူတို့ပြောပြမယ့်အဖြစ်ပြက်တချို့ကိုနားထောင်ဖို့ကောင်းငိတ်သဘောတူလိုက်တယ်။ပူကင်းရွာ၌ဒေါမင်းသည်ယောက်ျားတည်ဆုံသွားပြီဖြစ်တဲ့မုတ်ဆိုးမိုင်ဖြစ်ပြီးတူအူတီသောသမီးလေးနဲ့သာအတူတူနေထိုင်ခဲ့ရှာ යි ။မတ်သူသားသည်အသက်30ကျော်အရွယ်သို့လျှောက်တော်လဲမိခင်ကြီးနဲ့မခွဲအတူနေကာအိမ်တော်ပြုတ်ချင်းကိုသာအာရုံမရှိခဲ့သူဖြစ်တဲ့တရက်၌မိမြင့်ကြီးငါတို့နယ်လိုက်ခဲ့တော့ငါတို့ကကြီးကိုလာခေါ်တာဤ ပတိပေါင်းမမြင်နေရတဲ့အဖအိုနှစ်ယောက်တည်းတော်မြင့်ကိုသူတို့စီလာဖို့ရန်ခေါ်နေခဲ့တယ်။အဖကြောက်ဖားမလားအဖအသေးပြီလေဘာလို့ကြောက်ကိုလာခေါ်ရရလဲ။တည်ဆုံးသွားပြီ ဖြစ်တာနှစ်ကာလကြာရှည်နေပြီဖြစ်တဲ့တော်မြင့်ရဲ့အဖကတော်မြင့်ကိုလာခေါ်နေခြင်းဖြစ်တယ်။မိမိညီလာစမ်းငါညီကိုလာခေါ်တာ၏။ကြောက်မလိုက်ဘူးကြောက်မလိုက်နိုင်ဘူး။တော်မြင့်ဒီအသေးအတန်ပင်အဟစ်ပြီးအိမ်ယာမှာနှုတ်လာခဲ့တော့တယ်။သူအိမ်မက်ဒီကတခါမဟုတ် ရိုင်းလိုလိုပြက်လာခဲ့တယ်။တောင်မြစ်မှာအေးအေးပြက်ရပေါင်းများလာပြီး လူတီလည်းကျမ်းမာရေးများညံ့လာခဲ့ရတယ်။အမေကျုပ်တော့အမေကိုဒီတိုင်းမကြည့်နိုင်တော့ကျုပ်တို့ဆရာတရားရောက်တော့ခေါ်မှပဲဖြစ်တော့မယ်မေ။မတူစားလဲမိခင်ဖြစ်သူကြည့်ပြီးစိတ်မချမ်းသာဖြစ်နေခဲ့တယ်။မိခင်ဖြစ်သူအတွက်စိတ်မအေးရစေရန်တပတ်ရွာမှာဆရာတအုပ်ကိုအိမ်သို့ပင့်ခေါ်လာခဲ့တယ်။ခမရုံအိမ်ကလမ်းသုံးဆောင်မှာစောက်ထားတော့ ။နီးအဲ့မမြင်အပ်တွေအနေနဲ့ခမားတို့အိမ်မှာပျော်မွေ့နေကြပုံရိုင်း။သူတို့ဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်ဖြစ်နေရပေါ့။ဆရာဖြစ်သူရဲ့စကားကြောင့်မတူစားတို့တားမိကြောက်လန့်သွားကြရင်။ဆရာဒါဆိုရင်ကျုပ်တို့ဘာလုပ်ရမလဲ။ကျုပ်တို့အခုညီပေးပါအောင်ဆရာရဲ့။မပူပါနဲ့။ကျုပ်ပြောသလိုသာလုပ်ပါ။ရဲတရားရှိရဲ့သဘောပေါ်ဗျာ။အဲ့ဒါခမားတို့ရဲ့အင်းရှိတက်တဲ့မှာတောက်ရီကိုတလုံးချထားလိုက်။ဒီလိုဆိုခမားတို့မှရှိရဲမကောင်းတဲ့အရာတွေအေးချမ်းသွားပါလိမ့်မယ်။ ကျုပ်ပြောတယ်လို့တော့လုတ်ပြန်လုတ်ကြပါစိတ်ချပါဆရာကျုပ်တို့ဆရာပြောတယ်လို့ပဲလုတ်ပါမယ်မတူစားတို့တာမီယာသူမတို့အတွက်ဘေးကင်းရန်စီစဉ်ပေးရဲ့ဆရာဖြစ်သူကိုငွေကြီးများကတော့ကြိုင်ဆရာဖြစ်သူပြောတဲ့အတိုင်းတောက်ရီအိုးတလုံးအားသူမတို့အိမ်ရှိတိုင်းချထားခဲ့တယ်ထုံလေးပါစပြီးမတူစားတို့တာမီမှာစိတ်အေးလက်အေးနေနိုင်ပြီလို့ထင်မိတော့လဲတော်မြင့်မှာအိမ်မက်များကပို့ပြီးစိုးဝါလာခဲ့ရတယ်အိမ်မက်အတွင်၌သူမမသိတော်လူများက သူမတို့အိမ်၌ပျော့ပျော့ရွှင်ရွှင်သွားလာနေကြတယ်။ဘသူတွေလဲ။ကျုပ်အိမ်ရနေထွက်သွားကြစမ်းထွက်သွားကြ။ဒေါမီအော်ဟစ်ပြီးတားပါတော့လဲ။ထိုလူတို့ကဒေါမီကိုအရေးမလုပ်ကြပြီ။ထိုအိမ်မက်များအကြောင်းကိုမတ်သူစာကိုပြောပြလေရော့။ဒီလိုဆိုရင်တော့မဖြစ်တော့အမေ။ကျုပ်တို့တောင်ထွန်းရွာအမေကြီးကြီးသွားမှရတော့မယ်။ဟိုစီကလည်းဘာမှလုပ်ပေးနိုင်မယ့်ပုံမရအောင်။သူလုံးမပေးနိုင်လို့အမေအိမ်မက်တွေပို့ဆိုးလာတာပေါ့တမီးရဲ့။ အဲ့ဒါကြောင့်ကျုပ်တို့သားမီတောင်ထွန်းရွာပဲသွားမှဖြစ်တော်မယ်။မတ်သူသာဒေါ်မြင့်ကိုပြောလျော့ဒေါ်မြင့်ကလည်းမတ်သူသာစကားလက်ခံလိုက်တယ်။ထို့သောဖြင့်မတ်သူသာတို့သားမီပွားမေစင်ရှိရာတောင်ထွန်းရွာရောက်လာခဲ့ကြတယ်။ကျုပ်တို့ဖြစ်ကတော့အဲ့ဒါပါပဲအမေကြီးရဲ့။ကျုံမှာအိတ်ကောင်းချင်းမအိတ်ရတဲ့ဘဝပါတော့။တရက်မှလည်းကောင်းကောင်းမွန်မွန်နိုးထရရဲ့လို့မရှိခဲ့ပါဘူး။ဒေါ်မြင့်ကသူ့အဖြစ်ကိုပြောပြရင်ငုံလျော့တယ်။ပွားမေစင်ကဒေါ်မြင့်ရဲ့အဖြစ်ကိုကြည့်ရင်ကောင်းလေးကိုငိမ့်က ်ရီးပြောသမျှနားထောင်ကြည့်ပြီးပြီဆိုတော့ဖွားဘက်ကလည်းညီကိုကူညီပေးဖို့လက်ခံပါလိမ့်၏ဒီအတွက်လည်းညီတို့အင်ကိုလိုက်လာပြီးဖြည့်ရှင်ပေးရမှာပေါ့ဝမ်းသာလိုက်တာအမေကြီးရဲ့ကျုပ်တို့ကအမေကြီးမလိုက်နိုင်မှစိုးရိမ်နေကြတာဝမ်းသာလိုက်တာရှင်ဒေါမင်းနဲ့မတူစားတော့ဝမ်းသာသွားကြတယ်ဒါနဲ့ညီတို့ဒီကိုဘာနဲ့လာကြရလဲ၏ကျုပ်တို့မှလှဲပါပါအမေကြီးကျုပ်သမီးကိုယ်တိုင်မောင်းလာတာပါအေးဒီလိုဆိုရင်ဖွားရင်ဖွားသမီးရှင်ညွေ ကြီးတို့လည်းနေပဲလိုက်ခင်မဲအီမိုးချုပ်တော့လဲတညာအိတ်ရုံမဲပေါ့တီအတွက်စိတ်ချပါအမေအမေတို့ပြန်လဲကျုပ်တို့တာမီလိုက်ဖို့ပြီးမှာပါဘွားမေစီကဒေါမီရဲ့စကောင်းခေါင်းငိမ့်လိုက်တယ်မောင်တုံးလေးမောင်ကိုတော့အခုတခါပူကင်းရွာခင်းလိုက်ခေါ်မသွားတော့ဘင်းရှင်ညိုနဲ့သာအတူသွားဖို့ရန်ဆုံးဖြတ်ခဲ့တယ်နေလေးအီးတီနဲ့မတူစာမောင်တော်လှဲနေပြီဘွားမေစီနဲ့ရှင်ညိုတို့ပူကင်းရွာတို့လိုက်လာခဲ့ကြတော့တယ်ဒေါမီတို့အိမ်တို့ရောက်တော့ ဝါမင်စိန်သည်အိမ်ချံဝင်းအတွင်းအပြင်အားတေချာကြည့်ရှုရယ်အပါအဲ့ရမတန်အောင်တော့တရေရီကြုတ်တွေ့နေရတယ်ရှင်ညုံကဘာမင်စိန်အနာတို့ကဲ့၍ပြောလျက်မိမြင့်ရှင်းမိန်ဒီရေအိုးခွဲပြစ်လိုက်၏ကြီးတော်ရေအိုးထားပြီးထားတော့သူတို့ကပိုအကြိုက်တွေ့ကြတယ်ခွဲပြစ်လိုက်ကြားသလားဟုတ်ကဲ့မိန်ဘာမင်စိန်ကအိမ်ချင်းနိုင်ချထားရေအိုးကိုခွဲပြစ်စေတယ်မတ်သူစားရေအိုးကိုမယူပြီးခွဲဖို့လှုပ်လျော့ ရှင်ညိုကလည်းကူညီပေးလေ။ဒါနဲ့ညီဘွားညီကိုတိတ်ချစ်တော့မကျွတ်သေးပုံရ යි ။ညီဘကသူ့အတွက် ကုသိုလ်ကောင်းမှုသာလုပ်ပေးလိုက်၏။ညီအိမ်တန်ဘွားဖွားလို့လုပ်ပေးပါမယ်။ဟုတ်ကဲ့ပါမင်း။ဖွားမေစိန်နဲ့ရှင်ညိုတို့ဒီဂါရာများရွတ်ဆိုကမန်တာရဲ့ရေမန်းခွက်များကိုစီကန်ရက်အိမ်အတွင်းအပြင်ကိုဖြန့်ပတ်ကြလေ။အိမ်နိုင်ရှိရဲ့အနောက်ချက်ဟိုတဲ့များကိုဖယ်ရှားပေးပြီးဒီမှာဖွားမေချင်းတို့လည်းအနားယူကြရ၏ ဒီညတော့မပြန်ဖြစ်တော့ဘူးအေး။ညီတို့အိမ်မှာပဲတဲရမှာပဲ။အမေတို့အတွက်ကျုပ်တို့ကစီစဉ်ပြီးသားပါတော့။အနားကျူကြပါအောင်။ပြီးရင်ထမင်းစားဖို့လာခေါ်လိုက်မယ်နော်။ဒေါ်မြေကစိတ်လက်ပေါ်ပါပြီးပျော်ရွှင်နေရဲ့။မိခင်ဖြစ်တော်ကြည့်ပြီးမတူစားပင်စိတ်ချမ်းသာနေရှာတယ်။ဘွားမေစိန်တို့အိမ်အားရှင်းလင်းပေးပြီးနောက်ဒုံနေညမှာဒေါ်မြေအိမ်မက်မှတ်တယ်။အိမ်မက်အတွင်၌အဘွားဖြစ်သူသည်ဒေါ်မြေအားပြုံးရေကကြည်နေခဲ့ပြီးရခင်နေများကဲ့သို့အတင်းခေါ်ဆောင်ခြင်းမရှိခဲ့ပြီး ိုးလင်းလေတော့ထိုအိမ်မက်အားဘွားမေစင်းတို့ကိုပြောပြဆိုင်။သူလည်းကျွလို့ဖို့အချိန်ရောက်ပြီလေ။မီးကိုနှောက်ရက်တော့မှမဟုတ်ပါဘူးအေး။ကျုပ်ကတော့အမေတို့ကြီးစုတင်မှရတော့မနေညာဆိုရင်ကျုပ်မှအိယာနှစ်နှစ်ကြာကြာရှိလာတယ်။လန့်စရာတွေကျောက်စရာတွေလည်းမရှိတော့။အဲ့ဒါအမေတို့ကြီးစုကြောက်မှတော့။ဒေါ်မီးရဘွားမေစင်းတို့ကြီးစုတင်ကြောင်တဖာဖာပြောတယ်။ဘွားမေစင်းကငွေကြေးလက်မခံကြောင်တည်ထားသောတော်မြင့်တို့တာမီက မိမိတို့အိမ်၌ကြိတ်သောပဲစီများဖြင့်ကရော့လျက်ကိစ္စများပြီးသည့်နောက်ဖွားမေချင်းတို့ကိုတောင်ထွန်းရွာသို့ပြန်ပို့ပေးကြတယ်။မမင်းတို့ပြန်သွားလို့ပြောရအောင်မေအမေအမေသားမောင်တို့နဲ့မောင်ကသူတို့မခေါ်လို့စိတ်ဆိုးနေကြရဲ့နော်။ဟေးဘာစိတ်ဆိုးစရာရှိလဲ။ဒီကိစ္စအရေးမကြီးလို့မခေါ်ရတာပါအေး။သွား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 ညီတူတွေသွားခေါ်စမ်း။အမေကလည်းချက်ချင်းသွားဆိုသွားစမ်းအေး။တော်ဝင်းနဲ့နန်းဆိုင်တို့လည်း မောင်တိုးနဲ့ပေါင်ကိုတောင်းခေါ်ကြရတယ်။ခဏများကြာတော့တော်ဝင်နဲ့အတူမောင်တိုးတို့ပါလာခဲ့တယ်။ဟောရုံတော်ပြန်ရောက်နေပြီပဲဗျ။ဘဲနဲ့လဲအဆင်ပြေခဲ့ကြလား။မောင်တိုးနဲ့ပေါင်တို့ကကိုပြင်းနိုင်ဝင်ထိုင်ရင်ဖွားမေစံမေးကြတယ်။ပြေးပါလေကွယ်။ဒါနဲ့မောင်ရင်တို့ကဖွားတို့စိတ်ဆိုးနေကြရဲ့ဆို။ဖွားအေးမကြည့်ရမလို့မခေါ်ခဲ့ရပါကွယ်။ကြားအဘာများစိတ်ဆိုးစရာရှိလို့လဲကွယ်။ဗျာကျုပ်တို့စိတ်မဆိုးပါဘူး။ဟုတ်တယ်နော်ကိုကြီးအောင် ဟုတ်ပါဗျာကျုံတို့ကဖွားအောင်ပါကြောင်စိတ်ဆိုးရမှာလေမဟုတ်တာတွေဖွားရင်ဟေးဒါဆိုမောင်ရင်တို့အရေးကညာပြောနေရပေါ့မောင်တို့ကသူတို့စိတ်မဆိုးကြောင်ညင်းနေရကြောင်ဖွားမယ်ခြင်းအကြီးကဒုံဝင်းစီရောက်လာခဲ့တယ်အမလီမနေ့ကငပိအလာတောင်းနဲ့ဖွားတို့ကသူတို့ကြမခုံးစိတ်ဆိုးတဲ့ပိုင်းနဲ့ပြောသွားဘသူတော့ပြောစမ်းပါဟဲ့ဟာဒါစနှုတ်တဲ့သဘောပါအကြီးကအကြီးပြောမှဖွားကကျုပ်တို့တမျိုးထင်ကုန်တော့မှာပဲဟုတ်တာပဲအကြီးက ကျုပ်တို့ကစတာပါဗျမိဝင်မိဝင်ပြောမိရင်ငါပဲမှားတာပါ အမေရေကျုပ်မှားတာပါတော့သူတို့မှန်ပါတယ်မောင်တို့လိုနှစ်ယောက်ကငင်းဆန်နေကြတာကြောင့်ဒေါ်ဝင်းကသူ့ရဲ့ရှင်ကိုထုတ်ရင်အော်ပြောလျော်တယ်ဒေါ်ဝင်းကိုကြည့်ပြီးတဟာဟာရေမောနေသူများမှာမောင်တို့တို့သာဖြစ်နေရောတယ်ထို့သောဖြင့်ဇလန်လေးလည်းပြီးဆုံးသွားခဲ့ပါ යි စာရေးသူကျမ်းမာရေးမကောင်းတာကြောင့်ဇလန်လေးတို့သွားပါရှင်အားပြီးသူများအားလုံးကိုလည်းကျေးဇူးတင်ပါရှင်